အားလုံးသောမိတ်ဆွေများမင်္ဂလာပါခင်ဗျာရန်ငယ်မိတ်ဆွေစနေသားသမီးတွေအတွက်2025ခုနှစ်9လပိုင်းအဲမေလတလစာရှောင်းရန်ဆောင်းရန်အတွက်ကံကြမ္မာဟောစနတ်နဲ့ရေရာကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေအားလုံးဆရာကိုဒီဗီဒီယိုလေးကိုအဲကြည့်နေတဲ့မိတ်ဆွေများဘယ်ကကြည့်နေရလဲဆရာကိုမှတ်ပေးကြပါအောင်စနေဒီအတွက်စလိုက်ပါမယ်ဥစ္စာပထမစနေသားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်9လပိုင်းအတွင်းမှာ အဆက်ဆက်ရရအောင်မြင်မှုတွေရရှိကြပါစေလို့ဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောက်ပံ့ပြုလိုက်အားပါတယ်ခင်ဗျာနော်စနေသားသမီးတွေ2025ခုနှစ်9လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာအထက်လူကြီးနဲ့ပတ်သက်လို့ဖြစ်စေမိဘနဲ့ပတ်သက်လို့ဖြစ်စေအဲသို့မဟုတ်ရင်အကိုအမအဆရှိတဲ့မိမိတဲ့အသက်အရွယ်ကြီးတော့လုပ်ငန်း အလုတ်အဖေအမအတွေနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးကိုကစိတ်စိတ်ထဲမှာစိတ်တိုင်းမကြတာမျိုးစိတ်ပုံဝင်မကြတာမျိုးဖြစ်စီလုပ်ငန်းအထက်လူကြီးနဲ့ပတ်သက်လာလို့ရှိရင်ပြောတော့ပြောကျင့်နေတယ်ဒါပေမဲ့တီးခန့်နေရတဲ့ကာလစိတ်ထဲမှာတိတ်ပြီးတော့မိမိဘဝင်မကြတော့ကာလတွေဖြစ်ပေါ်နေတာမျိုးတွေကြုံနေရပါတယ်ခင်ဗျဖြစ်နိုင်ရင်စနေသားသမီးမိတ်ဆွေတွေကလက်ရှိနေရာကနေပြီးတော့ အဲအေးရမှုနဲ့လုံခြုံမှုတွေကိုရရှိနေတဲ့အတွက်ကြောင့်မလို့စနေသားသမိတ်ဆွေတွေကဘာကိုဖြစ်ဖြစ်ခေါင်းအေးလေးထားပြီးဆုံးဖြတ်တာကသာမိတ်ဆွေရဲ့ကံကိုတိုးတက်စေပြီးတော့အားသာနိုင်တော့လာဖြစ်တဲ့အတွက်စနေသားသမိတ်ဆွေတွေကဒီလာတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်အလင်းစလုံးမဆုံးဖြတ်နဲ့ခေါင်းအေးလေးထားပြီးစဉ်းစားဆုံးဖြတ်တာကပုံမူကောင်းကျင်ပါတယ်ခမရဒီနှစ်တော့ပညာရေးကောင်းကျင်နေတယ်1989ထဲမှာဂျာစာရီဂျူမပါလာဘူးခမရဂျာစာရီဂျူမပါတဲ့အတွက်ပညာရေးနဲ့ပတ်သက်ရင် ဘယ်နေသားမှာတော့ကံကောင်းဖို့ထူး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 ပြီးကောင်းဖို့တော့ခြုံငုံပြောရရင်တော့တိုးတက်နိုင်စရာတော့မရှိဘူးကြာကြာပြေးကြုံပါတဲ့အတွက်သို့တော့ဟို ဟိုမိတ်ဆွေတို့အနေနဲ့အဖြေရှာပြီးတော့ဘာဖြစ်ဖြစ်လှုပ်ဆောင်တင်တဲ့အရာလေးကိုလှုပ်ဆောင်မှာเนาะကဲဆက်လိုက်အောင်စနေသားသမီးမိတ်ဆွေတွေအနေနဲ့ဒါအပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးအတွေးလွန်နေတဲ့အတွေးလေးတွေကိုချော့ပေးပါအတွေးလေးလွန်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ခေါင်းမူတာမျိုးခေါင်းအကိုက်တာမျိုးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးနဲ့နဲ့ရှူချာတာမျိုးဖြစ်စေလက်ရှိမှာစိတ်ထဲမှာအလိုလိုမပျော်နေဘူးဘာဖြစ်လို့ဖြစ်မှန်းမသိစိတ်တွေမကြည်မလင်ဖြစ်နေတာမျိုးစိတ်တွေမပျော်မရွှင်ဖြစ်နေရတာမျိုးတွေကြုံရတတ်တယ်သို့တော့မိတ်ဆွေတို့အနေနဲ့ အဲအိမ်သူရေးကိစ္စလူမှုရေးကိစ္စမိသားစုရေးကိစ္စကိစ္စအဝဝကိုကိုယ်နဲ့ပတ်သက်ပြီးကိုယ်နဲ့ဆိုင်နေဆိုပြီးလိုက်တွေးပြီးတော့အဲစိတ်တိုင်းမကြစိတ်ဘဝမကြတာမျိုးတွေဖြစ်ပေါ်နေတော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးနဲ့ပတ်သက်လာရင်အတွေးလျှော်ပေးဖို့လိုအပ်ပါတယ်အသက်55အထက်စနေသားသမီးမိတ်ဆွေများအဖို့ကတော့လေနဲ့ပတ်သက်သောအရာလေးတွေအထူးပြုစိုက်ပါ အစားမားတာမျိုးလေထိုးလေအောက်တာမျိုးလေးဖြစ်ရတာမျိုးဝမ်းပြက်ဝမ်းလျှောတာမျိုးလေးဖြစ်ရတတ်တယ်လို့အဲလေချောင်းတို့အတန်းတို့စရှိတာတွေနဲ့ပတ်သက်လာလို့ရှိရင်ရားနာတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိပြုစင်ကျင်မှာအစိုးကြီးတော့မဟုတ်ပေမဲ့အဲအနှဲငယ်လေးမထင်မှာပဲချူချာတာမျိုးညံ့တာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ကို့မှာရှိတာက ငွေ2000ပဝန်းကျင်မှာမြင်တာငွေ2000ဆိုပြီးလူထင်ကြီးခံနိုင်ရတတ်တယ်။ဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားသောငွေကြီးတွေပြန်လည်ရရှိတတ်တယ်။ အဲလက်လွတ်ရှိထားတဲ့ငွေတွေလက်လွတ်ထားတဲ့ငွေတွေကိုပြန်လဲတောင်းဆိုပါရရှိနိုင်တော့လာဖြစ်ပါတယ်အဲထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကလတာအတွင်းမှာဆိုရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်လက်ပေါ်ပြပေးပါစီဒီလတာတော်အတွင်းမှာစနေသားသမီးမိတ်ဆွေတွေအဖို့ခရီးသွားကိစ္စလေးတွေအကျိုးပေးပါတယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်တန်တွတ်တဲ့ခဲအဆရှိတဲ့အရာလေးတွေလုပ်ငန်းတွေကြောက်မြတ်ရတနာလုပ်ငန်းတွေအကျိုးပေးပါတယ်စာချုပ်စာတမ်းကိစ္စဆက်ပစ္စည်းကိစ္စစမ်းစီစာစာတောက်ကုန်နဲ့ပတ်သက်တာတွေစေဝါဆိုင်ရာလုပ်ငန်းတွေခြံထွက်ကုန်ဒီနံတွေကွန်ပျူတာ ာတို့เนาะဟိုဆိုတော့စာရေးကိရိယာတို့ကွန်ရွတ်တို့ချမ်းတို့ပြောင်းတို့အစရှိတဲ့လုပ်ငန်းတွေစိုက်ပျိုးသီးနှံနဲ့ပတ်သက်လို့ရှိရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အတန်တွတ်တဲ့အစရှိတဲ့အရာလေးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်တာတွေဓာတ်ဆီဒီဇယ်တို့เนาะနိုင်ငံခြားတို့ passport တို့ visa လုပ်ငန်းတို့အထယ်လိတ်တို့ TT ဖနက်တို့ online social media နဲ့ပတ်သက်တာတွေဘာဖို့မဆိုချိတို့လှုပ်ဆောင်ရင်အင်မတန်ကိုကောင်းမွန်တော့လာချိတို့လှုပ်ဆောင်ရင်အားသာစီတော့လာဖြစ်တဲ့အတွက်တော့ကြောင့်စနေသားမိတ်ဆွေတွေကဒီလတာတော့တွေ့မှာဆိုရင် အခြေတူဆောင်ရလှုပ်ဆောင်လို့ကောင်းပါလေဒါအပြင်မိတ်ဆွေတို့အနေနဲ့ညီကိုမောင်နှမအလေးနဲ့ဆက်တူပေါင်းစုလုပ်တာမျိုးဆွေမျိုးသားချင်းအနေနဲ့ပေါင်းစုလုပ်တာမျိုးဖြစ်စီလုပ်ငန်းကိစ္စတွေကိုမိမိရဲ့အမိမခံမြင်မှုစာချုပ်စာတမ်းကိစ္စအဲစွမ်းအားလိုဆက်တူလုပ်ငန်းတွေကိစ္စတွေမှာတော့ခြေတူဆောင်ရပါကိုယ့်အမိမခံတာလေအားသာမှုနဲ့ကောင်းမှုမှုတွေအခွင့်အလမ်းကောင်းတွေရရှိတတ်တော့လဖြစ်တဲ့ကာလဖြစ်ပါတယ်ဒါအပြင်ထူးထူးခြားခြားပဲဆွေမျိုးသားချင်းညီကိုမောင်နှမမိတ်ဆွေ အကူအညီရရှိတာမျိုးအကျိုးပေးတာမျိုးမိတ်ဆွေတဲ့အပေါင်းအသင်းတွေရဲ့အကူအညီကိုရရှိတတ်သောလာဖြစ်ပါတယ်အလောက်ကိုင်အလောက်ကိုင်နဲ့ပတ်သက်လာရင်တော့အထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးခြင်းခံရတာမျိုးကရောဝဆဖြစ်ရတာမျိုးလေးဂျုံအားတတ်တယ်လို့လုပ်ငန်းနဲ့ပတ်သက်လာရင်ကိုယ့်ကိုတပုတ်လေးလွင်ပြောတာမျိုးမကောင်းပြောတာမျိုးကောလာဟာလာပြောတာမျိုးလေးတွေကြောင့်စိတ်ထဲမှာကြိတ်မနိုင်ခင်မရဖြစ်နေတာမျိုးလေးဂျုံအားတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်စနေတွေဟာစက္ကနဲ့ဆိုဓာတ်ခနဲ့ပြန်ပြောတတ်တဲ့စနေ ဘာဖြစ်ဖြစ်ဟန်မဆောင်တတ်တဲ့စနေသားသမီးမိတ်ဆွေဒေါသကြီးတဲ့စနေမိတ်ဆွေသားသမီးများအနေနဲ့ကေတနာကိစ္စတွေကိုရှင်းရင်ဒေါသပါပြီးအမှားဖြစ်တတ်တဲ့အတွက်ရှင်းလီရှုပ်လီဖြေရတတ်တော့လာဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေနေနဲ့ ပြဒနာကိစ္စတွေကိုအလင်းစလို့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးကောလာဟာလာတပုတ်လီပင်ပြောဆိုခံရတဲ့အရာလေးတွေမှာဖြစ်နိုင်ရင်အချိန်တန်ရင်အဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက်လော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 စဉ်းစားဆုံးဖြတ်ဆောင်ရွက်တာမျိုးလေးတွေမှာအားနည်းစီတော့လာဖြစ်ပါတယ်ခင်ဗျာအထက်လူကြီးအကြီးကဲနဲ့ပတ်သက်လို့အားနည်းတယ်သတိထားစဉ်းစားမှာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေမယုံမလွယ်ပါနဲ့လူယုံမလွယ်ပါနဲ့လူယုံဒုက္ခပေးတတ်တော့လာဖြစ်ပါတယ်ဒါအပြင်မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေမှာဒီကလာတော်တွင်မှာဆိုလို့ရှိရင်ကိုကလှုပ်ပေးနေ ိုင်လှုပ်ပြီးလိုက်လှုပ်မပြီးနိုင်ဝင်မပြောနဲ့ကိုကဝင်ပြောလိုက်ခါမှာကိုကိုမုန်းတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာတော့ဒီကာလအတော်အတွင်းမှာအားနည်းစေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ခြေတူမဆောင်ရတာအကောင်းဆုံးဖြစ်ပါတယ်အမွေဆိုင်ရာကိစ္စလေးတွေအမှုကိစ္စလေးတွေ တတိထားဆင်ကျင်မှာနည်းနည်းလေးဟိုကံကညံ့နေတတ်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကမိသားစုကိုတိုင်ပင်လိုက်လဲပြမှာစိတ်တိုင်းမကျထင်းငေါ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်ဖြစ်နိုင်မိမိဖြစ်ချင်တဲ့အရာလေးတွေကိုကြိုတင်ပြီးတော့တိုင်ပင်ညှိနှိုင်းတာတက်ခေါင်းအေးလေးနဲ့စဉ်းစားပြီးတော့တွေးခေါ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်ပါတယ်လုံငန်းအလုံးနဲ့ပတ်သက်လို့ရုပ်ရည်အစမပြေအခက်အခဲတွေပေါ်လာရင်မကောင်းတဲ့အတတ်ပညာတွေလုပ်ငန်းနဲ့ပတ်သက်လို့မနာလိုပဲလို့မိတ်ဆွေပေါင်းတဲ့အရင်တွေက လူရင်းလူချားတွေကမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေကငကိုကလုပ်ငန်းတူတူလုပ်ခဲ့ဖူးတဲ့သူတွေကအပြိုင်ဆိုင်လေးတွေကြောင့်မကောင်းတဲ့အတတ်ပညာတွေနဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြံ့ကြာခြင်းမျိုးတွေဖြစ်အောင်လုပ်တတ်တဲ့အတွက်ကြောင့်မလို့ဘာကိုလုပ်လို့ငကိုကအစဉ်ပြေခြင်းပေမဲ့လက်ရှိမှာထင်မှော်ကြံ့ကြာလာတယ်ဆိုရင်တော့အတိုက်အခိုက်အပြအနှောင့်တွေမမြင်ရတဲ့အရာလေးတွေကြုံရတတ်တဲ့အတွက်တတိယဆင့်ခြင်းဘေးရန်အတွက်တော့ တစ်ချက်သတိထားစင်ကြင်ရအတွက်ဒါလေးတွေကိုလိုအပ်ပါတယ်အဲ့ဒီတော့မိတ်ဆွေဟောင်းရီစာဟောင်းအပေါင်းသင်ဟောင်းမိတ်ဆွေဟောင်းအဟောင်းနေဆိုရင်မေ့ပြလိုက်တော့အတိတ်တွေစတင်လို့ရာထူးတိုးလို့တဲ့မိတ်ဆွေများရာထူးတက်အောင်ကြိုးစားနိုင်တော့ကာလဖြစ်ပြီးတော့ရာထူးတက်မှာကံကောင်းခြင်းတွေရရှိတတ်တယ်အလုံးချနေသူတွေပတ်ဝန်းကျင်မှာတော့မရနိုင်ဘူးဒါပေမဲ့ရာထူးတိုးဖို့ရာထူးတက်ဖို့ဆိုရင်တော့ရနိုင်တယ်ဆိုလိုတာကလုပ်ငန်းရာထူးနဲ့ပတ်သက်ပြီးပြောင်းလဲမယ်ပြောင်းရွှေ့မယ်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများစဉ်းစားတုံ့ဆိုင်တွေ့ဝေမနေနဲ့ပြောင်းလိုက်ပါအားသာကောင်းမှမှာလိမ့်မယ် နည်းနည်းလွယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းလဲအပြောင်းရွှေ့လေးတွေစူးစမ်းဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လှဖြစ်ပါလေခင်ဗျာ ဒီလတာတော်တွေမှာဂျာဇာဝိသားမိမိတ် sorry ဟိုစနေသားမိမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်စိတ်ချုပ်စိတ်ပန်းမခံနိုင်တော့လားစိတ်ချုပ်စိတ်ပန်းအတွေးလွန်ရတာမျိုးကိုမခံနိုင်မဲနဲ့ရုံးထွက်သွားခြင်းနဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့စိတ်ချုပ်တဲ့နေရာတွေအတွေးလွန်တဲ့နေရာတွေမှာမသွားဘဲနဲ့ကိုယ်စိတ်ကိုကိုကို confident ရှိအောင်ပျော်ရွှင်အောင်မွေးရမယ်လာဖြစ်ပြီးတော့ဗဇက်ကဖရလက်ကကာယဖြစ်တဲ့အတွက်တော့ဘာသာတရားလေးပုံမူလှုပ်ဆောင်ပြီးရန်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းသစ်ဆတာမျိုးအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာရှေ့လို့ဆောင်ရွက်ပါပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းစာချုပ်စာတမ်းကိစ္စစာရွက်စာတမ်းကိစ္စနိုင်ငံခြားပြည်ပနဲ့ပတ်သက်တာတွေရှေ့လို့ဆောင်ရွက်လုပ်ဆောင်မှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်ဖြစ်နိုင်လို့ရှိရင်လုပ်ငန်းကိစ္စအလုံးနဲ့ပတ်သက်လာလို့ရှိလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အပြောင်းလဲအပြောင်းရွှေ့တွေရဲအကြီးလို့ပါကိုပိုင်လုပ်ငန်းတွေငဘူကကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ရင် ကျမအလုံးဟောင်းပြန်လို့မှအဆင်ပြေမလားလေအဟောင်းဆိုရင်ဒီလာတာတော့ဒီမှာဘာမှအကျိုးမပေးဘူးဆိုတာကိုဆရာပြောခဲ့ပြီးသွားပြီဖြစ်တယ်နော်အဲ့တော့ဘောင်းနေမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့လူဟိုဆွမ်းနာလို့ပေါ့အဟောင်းနေနေဆိုရင်တော့ရီစာဟောင်းအိမ်အောင်ဟောင်းတော့မကောင်းဘူးခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေကြီးဟာဘလောက်ပဲခက်ခဲစေကမူထင်ပေါ်ခြင်းကြော်စောခြင်းမျိုးတွေကြုံရတတ်တယ်လက်ထဲမှာရှိရင်ရွှေ့ရွှေ့တတာနဲ့ရွှေ့ရွှေ့ချင်ချင်သုံးကာမှာတော်ကာပြရမယ်လာဖြစ်ပါလေငွေကြီးနဲ့ပတ်သက်လာရင်လူမြင်တဲ့ငွေတွေဟာမမြဲတာမျိုးတွေရှိတာကိုထုတ်ကြွားမိလို့ရှိရင် အဲ့ဒီငွေဟာဘာလို့ကြောင်မှာမဟုတ်ပဲကို့ကြောင့်ငွေကြီးတွေဟာအထွက်ရှင်တဲ့စိတ်တွေငွေကြီးနဲ့ကိုဟာမတည့်တာမျိုးလေးဒီကြုံရတတ်တဲ့အတွက်တော့ငွေကြီးကံဟာဒီလတာတော့တွေ့မှာဆိုရင်တော့လူမြင်မခံတော့လာဖြစ်ပါတယ်ခင်ဗျာခဏရင်းတော့ဆရာโอเค ဟုတ်ပြီငွေကြေးနဲ့ပတ်သက်လာရင်လူမြင်မခံတော့လာဖြစ်ပါတယ်လုပ်ငန်းအလုပ်တစ်တွေကိုယင်းနှီးလှုပ်ဆောင်တာမျိုးတွေအကျိုးပေးပါတယ်เนาะကောင်းပြီလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့အင်တန်ကိုအားသာကောင်းမွန်ပြီးတော့မေတ္တာအင်တာဗျူးနိုင်ငံခြားအင်တာဗျူးတွေကောင်းပါတယ်ခင်ဗျာနိုင်ငံခြားကိစ္စတွေအင်တာဗျူးကိစ္စတွေမှာเนาะစနေသားသမီးလူငယ်များအဖို့ကတော့ရှစ်သူမရှိသူတွေရည်စားမရှိသူတွေ ိမ်အောင်ဘက်ဖူးစာဘက်ကောင်းပေါ်လာမဲ့လကျင်းတည်ဒီကြတဲ့လဖြစ်တဲ့အတွက်ကြောင့်မလို့ငါလာပိုင်းဆိုတဲ့ကာလတော်တွင်မှာမိမိတို့အရှိရေးနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လို့ရှိရင်ဘာကိုမဆိုရှိတူဆောင်ရွက်လှုပ်ဆောင်ခြင်းဟာကံရဲ့အားသာမှုနဲ့အထောက်အကူကိုရရှိတတ်သောလဖြစ်ပါတယ်ခင်ဗျာအိမ်အောင်ရှင်များဖို့ကတော့အိမ်အောင်ရေးမှာတဦးနဲ့တူတစ်ယောက်နဲ့တစ်ယောက်မင်းနဲ့ရှင်းဆိုင်ရင်ကိုပြဿနာတက်ရတာမျိုးကြီးဂျိုးပုံကတက်တဲ့အတွက်ကြောင့်မလို့မိမိရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးမိမိတို့ရဲ့အိမ်အောင်ရေးမှာ အပေါင်းနဲ့မိတ်ဆွေတဦးတယောက်ပါလာရင်ဖြစ်စီဆွေမျိုးတဦးတယောက်ကိုရဲ့ကိစ္စကိုအကူအညီကိစ္စကိုကြောင်းအကြောင်းပြုပြီးတော့ဂျားထဲမှာနော်မိမိအိမ်တော်ဘက်ကတစ်ဖက်ဆွေမျိုးသားချင်းမိသားစုဝင်ကတစ်ဖက်ဆိုပြီးတော့ဒီလိုမျိုးလေးတွေကြောင်းပြဿနာကြောက်ကစားလေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ရင်စေတနာတွေဝေဒနာမဖြစ်ပါနဲ့ကာအားပါရင်ခါနာတတော်လာဖြစ်တာဟုတ်တော့တတိထားစင်ကျင်ရန်အတွက်လိုအပ်တော်လာဖြစ်ပါတယ်ဒီလက်ထာတော်တွင်မှာ မိတ်ဆွေတို့နော်ဘာကိုဖြစ်ဖြစ် လုပ်ငန်းကိန်းကဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးလုပ်မယ်ဆိုရင်ရရဲ့ကြီးလုပ်ပါတေချာဆုံးဖြတ်တဲ့အခါမှာလည်းဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးကိုဆုံးဖြတ်ပြီးလုပ်ပါတိထက်နှိမ့်ချသွားနိုင်စရာတော့မရှိပါဘူးကျမ်းမာရေးမကောင်းတဲ့မိတ်ဆွေများဘာလို့လို့အခက်အခဲကြုံအပြက်စီးကြုံအညံ့ကြုံနေတဲ့မိတ်ဆွေများအဖို့ကတော့မိတ်ဆွေများခင်ဗျမိမိတို့အနေနဲ့ ညောင်ပင်တစ်ပင်မှာညောင်လေးဝါးလေးနဲ့တကူချောင်းကိုကူပြီးတော့ညောင်သွားထောက်ပေးပါဖြစ်နိုင်အဲ့ဒီဝါးမှာရွှေရောင်ကလေးတုပ်ပြီးတော့ထောက်ပေးတာပိုတော့ကောင်းပါလေခင်ဗျာညောင်ထောက်ချင်းအားဖြင့်မိတ်ဆွေတို့ရဲ့ရိမ့်ချိုင်နေတဲ့ကံကြမ္မာတွေဟာနင့်ကြသွားနိုင်စရာမရှိဘဲပြန်ပြီးတက်မှတ် လာမယ်ဆိုတော့နမိတ်ကိုယူတာဖြစ်စေကျမ်းမာရေးညံ့နေလို့ရှိရင်ကျမ်းမာရေးကောင်းစီရန်အတွက်ညောင်ထောက်တဲ့ကုသိုလ်လေးကိုဆရာတို့မြန်မာလူမျိုးရှေ့အစဉ်ဆက်ဆက်သုံးခဲ့တဲ့အတွက်ညောင်ထောက်ရှင်းကုသိုလ်ကိုမိမိရဲ့မွေးနေ့မှာနော်မိမိရဲ့စနေနေ့မွေးနေ့မှာဘယ်ရှင်မစိုးညောင်ထောက်ရှင်းကုသိုလ်ပြုလုပ်ပြီးတော့လှုပ်ဆောင်လိုက်ပါဒါဆိုရင်မိတ်ဆွေရဲ့ကံဟာကံကောင်းမှုနဲ့အားသာမှုကြီးရရှိလာမယ်လကျမ်းမာရေးနဲ့ပတ်သက်လာရင်နလန်နလန်မထတဲ့လူနာတော့နလန်ထပါမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ဒီလက္ခဏာတော့ဒီမှာအကျိုးပေးသောအယောင်အနေနဲ့ဆိုရင်အနီရောင်အသားရောင်အစိမ်းရောင်ငွေမြင်ရောင် အကျိုးပေးပါတယ်အကျိုးပေးစီသောနေသားအနေနဲ့ဆိုရင်စနေစနေချင်းတွဲလောက်တာမျိုးအကျိုးပေးတယ်တောက်ကြာသာသမီတင်နဲ့တွဲဖက်လောက်တာဟာမိစုတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီပါတယ်အကျိုးပေးစီသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့လျှောက်ကဏ္ဍခုနှစ်ကဏ္ဍရှစ်ကဏ္ဍလျှောက်ခွန်ရှစ်စီနီယာအတွဲလေးတွေဟာမိစုတို့ရဲ့ကံကိုတိုးတက်စီပြီးတော့အားပြုကံကောင်းစီပါတယ်အကျိုးပေးသောအရာဟာ မြောက်စုစုရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့အရှိအရက်ဖြစ်ပါတယ်မိစေတို့ရဲ့အရာရာကိုအရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းဆောင်တာတွေဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်မိမိရဲ့လုပ်ငန်းကိစ္စမတွားမီမလုပ်မီမှာမိမိရဲ့အိမ်မှာရှိတဲ့မျက်စွာဘရားကိုအမွေးနှံ့တာလေး သုံးချက်တိတိစွဖြန်းပူဇော်ပြီးတော့ဖရာတရားတန်ခါဆိုတဲ့ဂုံတော်လေးကိုအာယုံပြီးပြီးတော့အမွေးနတ်သားလေးစွဖြန်းပြီးတော့နော်ပူဇော်ပြီးတော့မိမိတို့ရဲ့လူရကိစ္စကိုအောင်မြင်အောင်ဆောင်ရွက်ရင်ပြိုးစားရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမယ်လာဖြစ်တာတော့အတေချာပဲဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရမိတ်ဆွေတို့နေဒီလတာတော်တက်မှာတတိထားစင်နေရမယ်အရာလေးတွေကိုဖော်ပြပေးပါစီဒီစနေသားသမီးမိတ်ဆွေတွေကဒီက2025 5လပိုင်းတွင်မှာဘာကိုလုံးလုံး ဗုဒ္ဓဖူးသားသမီးတွေနဲ့တွဲဖက်လို့တာမျိုးဟာညံ့စီသလိုဗုဒ္ဓဖူးသားသမီးတွေနဲ့ပတ်သက်ပြီးတော့အားနည်းစီပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ရေထွက်ကုန်ပစ္စည်းတွေအဲအလှကုန်ဆိုင်ရာရောင်းဝယ်မှုလုပ်ငန်းတွေအနုပညာဆိုင်ရာလုပ်ငန်းတွေပကြီပဘူးဘေးဒင်ပေဒစံချံတေယုဆောင်နဲ့ပတ်သက်တာမျိုးတွေဖြစ်နိုင်လို့ရှိရင်အားနည်းစီတဲ့လားဖြစ်တယ်ချွေဝယ်တာမျိုး ရွှေဝင်တာမျိုးတွေမိတ်ဆွေတို့ပိုအားနေစီတယ်အမှုပညာဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေထင်ပေါ်အမှုပညာနဲ့ပတ်သက်ပြီးတော့အစိုးကအရေးတီးသူခုမှတပင်နဲ့ပတ်သက်တာတွေပညာရေးဆိုင်ရာခိစားတွေမှာတော့မိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်ရင်အရင်ကြီးယုံရင်ယုံလေနဲ့လေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ရမယ်အာနာနာနဲ့ဟောပရစီခင်ဗျတတိထားဆင်ကျင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ဗုဒ္ဓဖူးသားသမီးတို့တတိထားဆင်ကျင်မှာဘာကိုလှုပ်လှုပ် မိုးပြာရောင်တို့အပန်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနေပြီးတော့ညံ့စီတော့လာဖြစ်ပါတယ်ဒီလာတာတော့ဒီမှာတောင်ဆူဆူရက်တွေကိုခရီးမထွက်ပါနဲ့မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေထင်တော့ကြံ့ကြာစီနိုင်ပါတယ်အဋိဋ္ဌံပြုလို့တပါဆိုရင်တော့စနေသားမိတ်ဆွေတွေနဲ့အဋိဋ္ဌံပြုလို့တပါဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အစဉ်ပြေစီရန်အတွက်ဆိုရင်တော့အဲဟိုနေ့စဉ်မနက်တိုင်းမှာတန်ဖိုးတီတက်စီရွတ်တာမျိုးဖြစ်စီညအိပ်တဲ့အခါမှာတက်စီရွတ်တာမျိုးဖြစ်စီရွတ်ဆိုပြီးတော့ရွတ်ဖက်ပြီးတော့ တလားတာလုံးမှာအကျင့်လုပ်ပြီးတော့ရွတ်သွားလိုက်ပါမိတ်ဆွေတို့ရဲ့ကံညှမ်းမှုတွေတော့တိတိသာသာကံကောင်းပြီးတော့အားသာပြီးတော့အထောက်ကူဖြစ်စေမယ်လာဖြစ်ပါတယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်အရာရာစနေသားသမီးမိတ်ဆွေတွေဖို့တိုးတက်စေပြီးတော့ကံကောင်းစေရန်အတွက်ဆိုရင်တော့ဒီလဟာစကားအများကြီးမပြောပါနဲ့စကားအများကြီးပြောရင်အမှားအများကြီးပါတတ်တာမျိုးမိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာသူတစ်ပါးကိုမပြောမိအောင်စင်ကြင်မှာဖြစ်နိုင်ရင်မိမိရဲ့ ရွှေထွက်တာကောင်းပါလေခင်ဗျာရွှေထွက်ရင်ပို့ပြီးတော့ပိတ်နေတဲ့လက်တွေညံ့နေတာကြောင်ပြန်လဲကောင်းမွန်လာပါလိမ့်မယ်မမမာဘူးခင်ဗျာနော်ဆိုတော့မိတ်ဆွေတို့မိသားစုတွေမှာကျမ်းမာရေးညံ့နေတာမျိုးဘာလို့လို့ခက်ခဲကြံ့ကြာနေမိတ်ဆွေတို့တတိပြုကြည့်ပါရွှေဝင်ထားလို့ဖြစ်ပါလိမ့်မယ်သူမဟုတ်လူဝင်ထားလို့ဖြစ်လိမ့်မယ်လူဝင်ဝင်ရွှေဝင်ဝင်ရွှေပြန်ထွက်လိုက်တဲ့အခါကံကပြန်လဲတဖန်ပြန်တက်လာမယ်ဆိုတဲ့သဘောကိုဆောင်ကျင်းဖြစ်ပါလေခင်ဗျာကောင်းပြီဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ပတ်စံပစ္စည်းအထားမှားတာမျိုး ပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တော့မိမိရဲ့ပစ္စည်းတွေကိုပတ်စံတွေကိုတေချာသိမ်းမှာပတ်စံနေတော့တေချာသိမ်းပေါ့တကယ်လို့မသိချင်လို့ပုံနေလဲဆရာငယ်နာလာအားထားလို့ရပါတယ်ခင်ဗျအဲကောင်းပြီဆိုတော့ကျန်တာကတော့လက်မခံဘူးเนาะလူတွေတို့ဟိုအပူတွေတို့လက်မခံဘူးနော်ဆိုတော့ပတ်စံတို့အဲတန်ဖိုးရှိတာဆိုဆရာအကုန်ရတယ်ခင်ဗျเนาะဆရာရပဲဆရာအရှိအပင်းเนาะဆရာပြန်မပြတတ်ဘူးเนาะအဲတကူပဲဆိုတော့ကိုဆုံးပေါင်းစားလားဟုတ်ပြီဆိုတော့ မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့ဘာကိုဖြစ်ဖြစ်အလင်းစလုံးမဆုံးဖြတ်ပါနဲ့တတိထားစင်ရင်ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းတဲ့အခါမှာမီးကျက်တို့နော်မီးအချောင်းတို့နော်ဖန့်စနလိုပေါ့စနေနံနေဆိုတော့ဗာလိရှိမှာမီးကျက်တို့မီးချောင်းတို့ဓာတ်ဘူးတို့ဓာတ်ပုံတို့နဲ့ထိတွေ့ရိုက်ပုတ်ပြီးရောင်းလိုက်ရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းထွက်ရောင်းတွက်သွားပါမှာအတေချာပဲဖြစ်တယ် ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာလုံးမှာအဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးပြုလုပ်ရမယ်။ရေရာအနေနဲ့ဆိုရင်တော့မပြောမီကြော်ညာလေးဝင်ရစေခင်ဗျ။ဆရာငယ်နှပ်ဖီတွေမိကြည့်ရင်ခွန်ကိုတုံညာ293လေးတက်လျှောက်790290416เนาะ အဲကိုက app telegram မှာဖြစ်စီ viber မှာဖြစ်စီမေးမြန်းဆက်သွယ်နိုင်ပါတယ်ပြန်ပြောပြပါမယ်7902904176ပါခင်ဗျာ0939293416ကိုက app telegram မှာဖြစ်စီ viber မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာငယ်အတုတွေကလုံးတွေ 2D ပေးတဲ့ဆရာတွေ 3D ပေးတဲ့ဆရာတွေလက်ပေါ်နေကြောင်းနဲ့အဲ့ဒါဆရာမဟုတ်ကြောင်းကိုထပ်လောင်းတတိပေးပါရစေဆရာ TikTok Messenger မှာလည်းဗီဒီယိုမဟုတ်ကြောင်းထပ်လောင်းပြောကြားပေးရစေခင်ဗျာကောင်းပြီ ီကလာတာလုံးမှာအဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက်စနေသားသမီးမိတ်ဆွေများအဖို့ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့နှစ်မျိုးပေါ်ပြပေးပါမယ်။နံပါတ်1ကငွေကြီးနဲ့ပတ်သက်သောရေရာငွေကြီးနဲ့ပတ်သက်လို့အခက်အခဲတွေအကြအတဲတွေကြုံနေတဲ့အခါစနေသားသမီးမိတ်ဆွေများမြုပ်နေသောငွေတွေပြန်ပေါ်လာအောင်လို့ဆိုရင်တော့ဂျွေပကံများတစ်ချက်ထဲမှာမုတ်လုံးကြီးပေါ့၂၀နဲ့ခုနှစ်လုံးတိတိကိုထည့်ပါတောက်တော်ကြီးတစ်ခွက်ထည့်ပြီးတော့အလဲမှာ ဖျောင်းနိုင်တဲ့ဘိုင်တွင်းပြီးတော့မြက်စွာဘုရားအာစနေနေ့မှာစုတောင်းပြီးတော့ဂျုံယုံကြည်ကြည်နဲ့စုတောင်းပြီးတော့ပူဇော်ပါခက်ခဲနေတဲ့ငွေတွေကြန့်ကြာနေတဲ့ငွေတွေမြုပ်နေတဲ့ငွေတွေပြန်လဲတိုးတက်ကောင်းမွန်အောင်စုတောင်းလိုက်ပါယုံယုံကြည်ကြည်နဲ့ငွေကြေးကံဟာဟောတူတေချာတယ်ရောက်ရှိလာမှာအတေချာပဲဖြစ်တယ်ခင်ဗျာဒုတိယတစ်ခုဒီတစ်ခါတလုံးမှာမိษွေတို့နေနဲ့အဆက်ဆက်အရရာအစဉ်ပြေပြေစီပြီးတော့ငွေကြေးကံအားကောင်းစီရန်လွယ်လွယ်နဲ့ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ကျတော့ကွန်းရွာလေးတစ်ရွာပေါ်မှာ ထုံးကလေးနဲ့เนาะစိတ်ထဲမှာပေါ်ပေါ်ထင်ထင်မထင်ထင်ထုံးကလေးနဲ့စဒဘဝစဒဘဝစမလေးလုံးပြောတာတနည်းအားဖြင့်ဖရားလေးစုကိုလည်းပေါ်ပြတယ်နမင်းကြီးလေးပါကိုလည်းပေါ်ပြတယ်ပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါကိုလည်းပေါ်ပြတယ်ခင်ဗျာเนาะစဒဘဝစကကုတံဖရားဓာဟလာဂောဏကုံဖရားဓာကတဟလာစဒဘကတဘဖရားဝါဂောရမစနာဘောဂောရမမြတ်စွာဘုရားဆိုပြီးတော့ ရည်မှန်းပူဇော်ပြီးတော့မြတ်စွာဘုရားရှင်ပွင့်ခဲ့ပြီးတဲ့ဘုရားရှင်ဘုရားလက်ကိုပူဇော်ရည်မှန်းပြီးတဲ့အခါလက်ဖက်အသားမပါအယိုးမပါတဲ့လက်ဖက်ကလေးစီးလဲဆန်းညာမလို့အနှဲငယ်ကိုထည့်ပါအနှဲငယ်လေးကိုထည့်ပြီးတဲ့အခါကွန်တီလေးကနှစ်စိတ်နဲ့ပကံများထဲမှာပကံပကံများလေးတစ်ချက်ထဲမှာထည့်ပါထည့်ပြီးတဲ့အခါမိစေကိုတောက်တော်ကြီးနှစ်ခွက်နဲ့မိမိအိမ်ကမြတ်စွာဘုရားဈေးဆိုင်မှာလှူဒန်းပူဇော်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ငွေကြီးကံတွေအားလုံးကောင်းလာပြီးတော့စနေသားသမီးမိတ်ဆွေတွေအားလုံးကျင်းသေးပေါ့ အဆက်ဆက်ရေးအဆင်ပြေလာမယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့စနေသားမိမိတ်ဆွေတွေအားလုံးငားလာပိုင်းအတွင်းမှာအဆက်ဆက်ရေးရအောင်မြင်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခမအောင်ချင်းအဖျက်ဖျက်အောင်ချင်းလီလီပိုင်ဆိုင်ရရှိပြီးတကလားဘေးပြာမှန်သမျှဝေးကွာလို့အောင်မြင်ခြင်းပေါင်းအောင်မြင်မှုအပေါင်းတရဖူစောင်းကြပါစေကြောင်းဆရာကဆုတောင်းထောက်ပြပြုလိုက်ပါတယ်ခမယေရှုတင်ပါတယ်ဒါကတော့ဆရာက2025ခုနှစ်ငားလာပိုင်းအတွက် စနေသားသမီးမိတ်ဆွေတွေကိုတရက်နေမှာတမင်အချိန်တရက်နေမှာအစာကောင်းအောင်လို့ဆရာကအထကောင်းအောင်လို့အယုံကောင်းအောင်လို့နောက်ဆုံးပိတ်ထိတ်ဆုံးအောင်မြင်အောင်လို့စနေတွေကိုတရက်နေမှာ live လွှင့်ပေးကြောင်းနဲ့ထူးထူးခြားခြားဖြစ်ကြောင်းကိုလည်းဆရာကထပ်လောင်းပြောရင်းနဲ့ယေရှုတင်ပါတယ်ဆရာငယ်မိတ်ဆွေတွေအားလုံးဆရာလုံးရောက်ချော်ရပါလိမ့်